တနင်္ဂနွေလုံးမီးပြတ်တဲ့အချိန်မီးဆက်မောင်းပြီးအသုံးပြုရာကစပိန်မှာလူ3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ April 28ရက်နေ့မှာစပိန်နဲ့ပြင်သစ်ကြားကလျှက်စစ်တအားသွေတမ်းမှုအပိုင်းမှာပြဿနာကြောင့်ရာကစပိန်ဟာဥရောပတိုက်ရဲ့ပင်မတအားပေးကွက်ရဲ့ကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားပါတယ်။စပိန်လိုပဲအိနီချင်းပေါ်တူဂီနိုင်ငံမှာလည်းနိုင်ီပေါင်းများစွာမီးပြတ်မှုကိုကြုံခဲ့ရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စူးစမ်းပြင်ဆင်မှုတွေအပြီး April 30ရက်မှာတော့ စပိန်ရောပေါ်တူဂီပါအပြည့်အဝဓာတ်အားပြန်ရနေကြပြီဖြစ်ပါတယ်စပိန်ပြည်သူ့လုံခြုံရေးဌာနကမီးပြတ်မှုတွေနဲ့ဆက်ဆက်ပြီးနိုင်ငံအနောက်မြောက်ပိုင်းတာဘိုအာဒယ်လာဒေသမှာလူ၃ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ပြောပါတယ်ဌာနကပြည်စင်အသေးစိတ်ကိုတော့မှတ်ချက်မပေးခဲ့ပါဘူးဒါပေမဲ့ဒေသခံရဲဌာနကတော့မီးပြတ်တဲ့အချိန်မီးဆက်နှိုးပြီးအသုံးပြုရာကကာဗွန်မိုနောက်ဆိုက်အစိတ်တန်းွေတွေရှူးမိပြီးတော့မိသားစုတစ်ခုတည်းကလူ၃ယောက်သေဆုံးခဲ့တာလို့ယုံကြည်ရကြောင်းပြောပါတယ် အဲ့ဒီဓာတ်ငွေဟာချို့ယွင်းချက်ပြဿနာရှိတဲ့မိဆက်တွေကနေထွက်ပေါ်တတ်ပြီးအလုံးပိတ်အခြေအနေတွေမှာအသက်အန္တရာယ်ဖြစ်စေပါတယ်။စပိန်နဲ့ပေါ်တူဂီမှာဆိုးဆိုးရွရွဓာတ်အားပြတ်တမှုတွေဖြစ်ပေါ်ခဲ့ရတဲ့အကြောင်းရင်းကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကအပူတပြင်းစုံစမ်းနေပါတယ်။မီးတွေပြက်နေတဲ့ကာလအတွင်းအဲ့ဒီနိုင်ငံတွေရဲ့တည်ယူပို့ဆောင်ရေးလေကြောင်းပြတ်သန်းမှုနဲ့တခြားစနစ်တွေအများကြီးမှာနှောင့်နှေးတာတွေနဲ့တခြားပြဿနာတွေဖြစ်ခဲ့ပါတယ်။စပိန်သတင်းဌာနတစ်ခုက ။သေဆုံးသူတွေဟာလေမယားနှစ်ဦးနဲ့အရွယ်ရောက်ပြီးတဲ့သားဖြစ်သူတို့လို့ဖော်ပြထားပါတယ်။မီးပြတ်မှုတွေနဲ့ဆက်ဆက်ပြီးသေဆုံးတယ်လို့တန်လျာရှိတဲ့နောက်ထပ်ကိစ္စတစ်ခုကိုလည်းစုံစမ်းနေသေးပါ။မက်ဒရစ်မြို့တော်မှာအမျိုးသမီးတဦးဟာဖျောင်းနိုင်ထွန်းရကစခဲ့တဲ့မီးလောင်ကျွမ်းမှုမှာအသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီမီးလောင်မှုနဲ့ဆက်ဆက်လို့မိခိုးမှုမှုတွေကိုလူ73ဦးခန်းစားခဲ့ရပြီး9ဦးကဆေးရုံရောက်ခဲ့ပါတယ်။မီးပြတ်နေချိန်အတောအတွင်းစပိန်နဲ့ပေါ်တူဂီတို့မှာ မီးပွင့်တွေပါမီးမလာတော့သလိုမြေအောက်ရထားလိုင်းတွေရက်တန့်ကုန်ပါတယ်။ဆိုင်တွေကလည်းကန့်တဲ့ငွေပေးချေမှုတွေကိုလက်မခံနိုင်တော့ပါဘူး။ဒါကြောင့် ATM ဆက်တွေမှာငွေထုတ်တဲ့လူတွေတန်းစီကုန်ပါတယ်။အစောပိုင်းတုန်းက mobile phone ကွန်ရက်တွေပါပြတ်တောက်ကုန်တာကြောင့်အချင်းချင်းအဆက်အသွယ်တွေပါလုံးလို့မရပဲပြဿနာတွေကြုံခဲ့ကြရတာဖြစ်ပါရဲ့ရှင်။